စကိုင်းတိုင်းမင်းကင်းမြို့နယ်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကဖနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကိုဒေသခံပြည်သူတွေဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ NUG လက်အောက်ခံအဖွဲ့တွေဟာမင်းကင်းမြို့နယ်လောင်းပြည့်ကျေးရွာမှာရွှေမျိုးတိုက်ဖို့ဒေသခံပြည်သူတွေရဲ့သဘောတူညီမှုမပါဘဲခွင့်ပြုလိုက်တာကြောင့်နိုဝင်ဘာလ၈ရက်နေ့ကဆန္ဒထုတ်ဖော်ပြသခဲ့တာဖြစ်တယ်လို့ဒေသခံတွေကအေယာဝတီကိုပြောပါတယ် အခုဒီရွှေမျောတိုက်မယ်ဆိုလို့ရှင် အောက်ဖက်ကလောက်ကင်စားတောင်းနေတဲ့ကျွန်းနေပြုံမယ်အဲကြေးရွာတွေကိုရေတိုက်စားမှုဖြစ်လာလို့ရှင်ကြေးရွာတွေလည်း ပျက်စီးမယ်ဒီကားကရွှေမျောရဲ့အောက်နားလေးကကြေးရွာတွေကတင်တော့ညောင်မင်းသာအုံနှဘုတ်ဘင်နောက်တော့ဆိုတာနှုံးမြင်းနုပေါ်မှာတည်ထားတဲ့ရွာတွေဖြစ်ပါလေဗျခရီးတဆောင်ကြောင်စရက်ဒီဟာမြင်းနုကျွန်းတိုက်စားမှုဖြစ်လို့ရှိရင်ဒီရဲ့တန်ကြီးကအများကြီးဖြစ်နေပါလေဗျအားကြောင့်မို့ရွှေမျောကိုမတိုက်တဲ့ချင်းပါဘူးဗျလောက်ကင်တစ်ချက်ကလည်းဧရိယာပေါင်းက6ရွာ9ရွာပေါင်းမယ်စင်ကလေးရွာရောပေါင်းမယ်ဆိုလို့ရှိရင်ဧကကထောင်တောင်မှ3-4ထောင်လောက်တော့ရှိနိုင်တဲ့အနေအထားမှာရှိပါ ဆန္ဒပြပွဲမှာမင်းကြီးမျိုးနဲ့တင်တော်ကြီးရွာညောင်ပင်သာကြီးရွာအုံနပုတ်ကြီးရွာအပြင်ဘင်ကြီးရွာနဲ့အနောက်တော်ကြီးရွာတွေကဒေသခံတွေပါဝင်ခဲ့ကြပြီး2025ခုနှစ်အောက်တိုဘာလ၂ရက်နေ့နဲ့၅ရက်နေ့တွေမှာလဲရှင်မျိုးတိုက်ဖို့ပြင်ဆင်နေရတွေရပ်တန့်ပေးဖို့ဆန္ဒပြတောင်းဆိုခဲ့ကြပြီးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ဒေသခံပြည်သူတွေဆန္ဒပြတပိမောက်တောင်းဆိုခဲ့ကြပေမဲ့လောင်ပြေကြီးရွာအနီးကချင်းတွင်းမြစ်ကမ်းဘေးမှာတော့ ရှင်မျိုးတိုက်ဖို့ရှင်မျိုးဖောင်တွေယာနဲ့ချီပြီးရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ။မင်းကင်း PDF တွေဟာရှင်မျိုးတိုက်တာကိုဒီနှစ်မှစတင်လှုပ်ဆောင်နေတာမဟုတ်ပဲ2022ခုနှစ်ကတည်းကမင်းကင်းမျိုးအထက်ပိုင်းမြောက်ချွန်းကျွန်းအပါအဝင်ကပြစ်ကျွန်းနဲ့အင်ကုန်းကြီးကျွန်းတွေမှာလည်းရှင်မျိုးတိုက်တာတွေလှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့မင်းကင်းမျိုးနယ်ဒေတာခန့်တွေကဆိုပါတယ်။ မျိုးထက်ပိုင်းမှာကျောင်းနှစ်ကျောင်းကုန်ခဲ့ပြီဗျအဲ့ဒီကျောင်းနှစ်ကျောင်းကမြင်းငင်းမျိုးနဲ့တော်လှန်ရေးအတွက်ကိုဘာမှဖြစ်မလာဘူးဗျနီးစရာတွေပဲချမ်းသာသွားပြီးတော်လှန်ရေးကိုအကျိုးမပြုလို့မဟုတ်ရွှေမျိုးတွေတယံဇာတတွေဒါကုန်သွားတယ်ကျွန်တော်တို့မြင်းငင်းမျိုးနဲ့တော်လှန်ရေးအတွက်ဘာမှထိရောက်မှုမရှိလို့ဒီဟာတွေကြောင့်မို့ပြည်သူလူထုကနေထောက်ပြီးတော့မှဆန္ဒပြကြတာဖြစ်ပါတယ်ဗျဘယ်လိုကြီးပွားချမ်းသာသွားလဲဆိုတာကတော့ကျွန်တော်တို့ပြည်သူတွေအကုန်လုံးသိပါတယ်ဗျဒီလူတွေဟာကြောတော့နောက်ခံစီးပွားရေးမရှိဘဲနဲ့ဒီလောက်ကြီးထိတိုက်တွေဝဲကားတွေဝဲဝင်းတွေဝဲခြံတွေဝဲ ိမ်နေဆောက်ရွှေဆိုလို့ရှင် အများကြီးစုနေတယ်ဆိုတာတွေကတော့ပြည်သူတွေကအကုန်လုံးသိနေကြပါဒီရခိုင်ရွာသားတွေရဲ့ပြောပြချက်အရရွှေမျိုးတွေလုတ်ကန်ဖို့ခွင့်ပြုပေးရအဖွဲ့တွေဟာမင်းကင်းမြို့နယ်ပအားဖားနယ်ပကဖားအပါအဝင်ဒေသခံ PDF တက်ရင်တက်တက်ရင်နဲ့တက်ရင်၃နဲ့တက်ရင်၄တွေဖြစ်တယ်လို့ဆိုပါတယ်။ဒီအချက်တွေနဲ့ပတ်သက်ပြီးဒေသခံတက်ရင်တွေရဲ့တာဝန်ရှိသူတွေကို AOD ကဆက်တွယ်ပေးမယ်။ဒီတည်င်းတင်ဆက်ချိန်ထိပြန်ပြီးဖြေကြားခြင်းမရှိသေးပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ပြည်သူတွေဆွတ်ဆွဲသလိုတက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အခွင့်အခတွေကနေကိုကြိုးစည်းပွားအသုံးချနေတာကိုစစ်ဆေးပို့ပေါက်ရင်ဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့အရာဝတီကိုပြောပါတယ်ဒီစီးပွားရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာစနေတကြဒီအခွန်အခစိုးရွားကိုပေးဆောင်ကြဖို့ကိစ္စပေါ့နော်။အဲဒီဥစ္စာတွေနောက်ပြီးတော့တဘာပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုမရှိအောင်လုပ်ကြဖို့ကိစ္စ။ဒီဟာတွေကတော့ကျွန်တော်တို့ဒီဝတ္တဆိုင်ဝန်ကြီးဌာန တွေမှာဒီမူဝါဒတွေရှိပြီးတော့အဲ့ဒီအတိုင်းကျွန်တော်တို့စက်မှတ်နိုင်အောင်တော့စူးစမ်းဆောင်ရွက်လည်းရှိပါတယ်အဲ့တော့အရင်တုန်းကရှိခဲ့တဲ့တချို့ဒီကိုကျိုးစည်းဘွားအတွက်အသုံးပြုတဲ့ဘာညာဆိုတဲ့ကိစ္စတွေလည်းမရှိဘူးမဟုတ်ရှိနိုင်ပါတယ်အဲဒါတွေကျွန်တော်တို့အနေနဲ့တော့လုံးဝလက်မခံဘူးအဲ့လိုကြောင့်မလို့ဒါရီစစ်စေးပေါ်ပေါက်တယ်ဆိုရင်တော့ဒီလူတွေကိုဥပဒေနဲ့ညီရေးယူဆောင်ရတော့မှာဖြစ်ပါတယ်ဗျလက်ရှိမင်းကင်းမြို့နယ်မှာရွှေမျိုးလောကတွေကိုစန့်ကျင်ဆန္ဒပြသူတွေထဲပါဝင်တဲ့တပိတ်ကောင်းဆောင်ကြေးရွာဒေသခံကိုညံဦးအပါအဝင် ပိုင်းနယ်ပါကဖခေါင်းဆောင်ဦးစော်ဝမ်းနဲ့ပါအဖခေါင်းဆောင်ကိုကျော်စိုးလင်းတို့ကိုအညွကြီးရဲ့တက်ရင်တပ်ဖွဲ့လက်အောက်ခံတွေကနိုဝင်ဘာလ17ရက်နေ့နနက်နနာရီမှာဖမ်းဆီးခေါ်ဆောင်သွားပြီးအခုချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါဗျ။